မန်ချက်စတာယူနိုက်တက်အသင်းနဲ့အာဆီယံအောစတာအသင်းကဒီမေလ28ရက်နေ့မှာဆိုမလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာခြေဆမ်းပွဲကစားတော့မှာဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်ကဒီပွဲကိုမသွားဖြစ်ခဲ့ပါဘူး။ဟုတ်ပါရဲ့ဒီကအကြောင်းရောကျွန်တော် Europa League Final မှာစပောက်ရှုံးပြီးရတဲ့အချိန်မှာ Manchester United က player ရောဘလို့မှခံစားလို့မရတဲ့အတွက်ကြောင့်ကျွန်တော်ဒီပွဲကိုမသွားပြစ်ခင်ဘူးနော်နည်းနည်းလေးတော့နောက်နောက်ရောက်အောင်ရလိမ့်မယ်ဒါပေမဲ့ Rose အချိန်တွေရသူ့နဲ့ဘလို့မှမတွေ့ချင်ခဲ့ပါဘူး ဆိုတော့အဲ့ဒီအစားကျွန်တော်ကဘယ်ကိုရောက်နေလဲဆိုတော့စင်ကာပူနိုင်ငံကိုရောက်ရှိနေပါတယ်ဟုတ်ပါရဲ့ဒီနိုင်ငံကိုရရှိနေတဲ့အကြောင်းရင်းအောင်အပန်းဖြေခီးထက်စားလို့ရှိရင်ကျွန်တော်တွေ့ကျင်တဲ့ Manchester United Legend တွေနဲ့တွေ့ဖို့အတွက်ရရှိနေတာဖြစ်ပါတယ်။စင်ကာပူမှာ Clash of the Giants ဆိုပြီးတော့ Manchester United Legend 6ယောက် Liverpool Legend 6ယောက်ဆိုပြီးတော့ကစားဖို့ပွဲလေးတစ်ပွဲရှိပါတယ်။အဲပွဲမတိုင်ခင် Meet and Greet ဆိုပြီးတော့ဒီ Legend တွေနဲ့တွေ့ဖို့လည်းအခွင့်အရေးသူကလုပ်ပေးထားပါတယ်။ ီပွဲကိုလာဖို့အတွက်ကျွန်တော်ကဆင်ယုံမျိုးကိုရောက်ရှိနေရမှာဖြစ်ပါတယ်ပွဲလေးလောက်တာကဆန်လူဇာရီစော့ဝါ့မှာလောက်တာသူတို့ကတော်တော်လေးကိုကြီးကြီးမားမားခန်းခန်းနားလောက်ထားတွေ့ရတယ်ကျွန်တော်ကတော့ဒီပွဲကိုအဆောင်ကြီးရောက်ရှိနေခဲ့တယ်ဒါကတော့ကျွန်တော်တို့စဝင်ပြီးဆိုတာနဲ့တွေ့ရတဲ့ display ကြီးပေါ့နော်ဒါကျမရဲ့မွေးခင်မှာသူတို့ပြထားတာကကစားသမားလီဗာပူးလီဂျန်6ယောက်မန်ချက်စတာယူနိုက်တက်လီဂျန်6ယောက်ဒါအောင်မှသူတို့ဆိုင်းတို့တားရဲ့ဘောလုံးနေနေပေါ့နော် ီထဲမှာတွေ့ရမှာဆိုရင်ကျွန်တော် Singaporean Legend Player နှစ်ယောက်လဲပါ။အဲ့တော့ကျွန်တော်ဂျပန်ထားရပါ။ဒီဘောလုံးတွေကိုကျွန်တော်တစ်ချက်ကြည့်မယ်ဆိုရင် player ရဲ့ sign တွေပါတယ်။ player ရဲ့အပေါ်မှာ wallpaper မှာလည်းထိုးထားတဲ့ sign တွေပါ။ကျွန်တော်တွေတစ်ချက်လောက်ကြည့်ကြည့်လိုက်ကြရအောင်။ညာเราจะ get out Time is barely on our side. I don't wanna waste what's left. The storms we chase are leading us, and love is all we'll ever trust. Yeah, no, I don't wanna waste what's left. And on we'll go through the wastelands, through the highways, till my shadow turns to sun. Around. ဒါတော့သူပွဲမဆိုင်ဘူးပေါ့နော်သူစပွန်ဆာပေးထားပြီးအောင်အဲဂိမ်းလေးနည်းနည်းလေးစော့နေရပါတော့ကျွန်တော်ဒီလိုစောစောလာခဲ့တယ်ဘာလို့လဲဆိုတော့ကျွန်တော်အမဒီ legend နေနဲ့တွေ့ရမယ်အခွင့်အရေးပိုများရမလားဆိုတဲ့ပုံစံနဲ့တကယ်လည်းရရှိခဲ့ပါတယ် jump stem နဲ့ကျွန်တော်တပ်ပုံဂျက်ခွင့်ရခဲ့တယ်စကားရည်လည်းပြောခွင့်ရခဲ့ပါတယ် legend နေရောလောကတွေ့ရတိုင်းပဲလောက chill ပဲပြောရမယ်ဆိုရင်သူတို့က အင်းအင်းစေးပါတော့နောက်ပြီးစင်ကာပူနဲ့ထိုင်းမှာကွာတာစင်ကာပူကလည်းလူနေတယ်လူနေတဲ့အတွက်ကြောင့်ပို့ပြီးတော့ရက်နဲ့ပို့ပြီးတော့ဂယူးဆိုင်ကြတယ်လို့ကျွန်တော်မြင်တယ်ဟုတ်လားဟော United Pro ထိုင်းမှာလည်းအတူတူပဲစင်ကာပူရောက်တော့လည်းဒီနေရာပဲဟုတ်လားစင်ကာပူရောက်တယ်အတူတူပဲစင်ကာပူရောက်တယ်ဘာလဲ Europa League Final မနက်မနက်ပြီးပြီးချင်းမှာလေးစိတ်ဆင်ရတာချစ်ကွဲချင်းနေချစ်ကွဲချစ်ကွဲ ကျွန်တော် legend နေနဲ့ဒီလိုတပ်ပုံနေရိုက်တယ် photo အာကျွန်တော် legend နေနဲ့တပ်ပုံနေရိုက်တယ်နောက်ပြီးတော့ sign ထိုးရမှာเนาะကျွန်တော်ကတော့ဒီ Manchester United fan ဖြစ်တဲ့အတွက်ကြောင့်ဒီ treble winner နောက်ပြီး West Brom ဆိုရင်ကျွန်တော်သိတဲ့လောက်ကဒီ Champions League ကိုနှစ်ခါတောင်ရခဲ့ပြီပေါ့နည်း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 စားလိုက်တော့မဟုတ်ဘူးဒီ final ထက်မှာ generation နှစ်ခုမှာဆော့ခဲ့တဲ့ player လို့ပြောလို့ရတယ် အင်ဖီမတ်မကောင်းတဲ့နည်းပြောမယ်ဆိုအွန်ဂိုးကြီးလည်းတွင်းခဲ့ကစားသမားပေါ့နော်ဒါဒါမှမဟုတ် United က Legion ဖြစ်တဲ့အတွက်ကျွန်တော်တော်တော်လေးကိုချစ်တယ်ဆိုတော့ကျွန်တော်သူတို့ရဲ့ auto ကိုကျွန်တော်ကအကုန်လုံးအမိအရာယူလာခဲ့ပါတယ်ဒါက Jumpstan auto ပဲဖြစ်ပါတယ် Jumpstan ကတော့တော်တော်လေးကို auto လေးကိုထိုးထားတာတော့နည်းနည်းလေးအော်သူ auto ကရှေ့ရပေါ့နော်ရှေ့ရတစောင်းတစောင်းထိုးပေးခဲ့တာဒါက Renee Johnson auto ဖြစ်ပါတယ် Dog auto ဖြစ်ပါတယ် ရီယော့အော်တိုကကျွန်တော်အရင်တော့လည်းရှိဘူးပဲပေါ့နော်ဒါတော့ဒီဂျက်စီပေါ်မှာထိုးထားတဲ့အော်တိုပေါ့သူကတော်တော်သဘောကောင်းတယ်ကျွန်တော်ကခန်းတိုင်းထိတ်ခဲ့ဖိုတိုဆိုပြီးတော့သူကဓပုံရိုက်လို့ရတယ်ဆိုတော့သူကငင်းနဲ့ဖုန်းကိုလည်းတယောက်ကိုပေးလိုက်တယ်ငါတို့အတူတူဟိုအင်ဂျီကန်ပြီးရိုက်နေတယ်အဲ့လိုမျိုးပါပြောပါပေါ့နော်ဆိုတော့ဒါကတော့ဆာဟာဆာဟာကမိန်မတိတ်ပြီးတော့အကြာကြီးမဆော့ခဲ့ရအောင်ဒါပေမဲ့လည်းဆာဟာတို့လည်းလာရပေါ့နော်ဒီပွဲကိုအော်ဝက်စ်ဘရောင်းအော်တိုပါဝက်စ်ဘရောင်းအော်တိုကကျွန်တော်ဒီသူကအလဲလေးမှာထိုးပေးခဲ့ကျွန်တော်ကဒီ အပေါ်မှာထိုးဖို့ပြောဖို့မေ့ပါလို့ကသူကအလေလေးမှထိုးပေးခဲ့ရဖြစ်ပါတယ်နောက်ဆုံး player ကတော့ကျွန်တော် Teddy Sheringham ပေါ့နော် Teddy Sheringham ရဲ့ auto ကတော့တော်တော်လေးကိုနှစ်ဖက်လုံးမှာသူကဒီလိုမျိုးထိုးပေးခဲ့ရပါတော့ဆိုတော့ auto လေးရော draw မိုက်တယ်နောက်ပြကျွန်တော် Liverpool Legion နေနဲ့လဲ Median Green လောက်ခဲ့ရပါတော့ဒါက Liverpool Legion နေနဲ့ Median Green လောက်ခဲ့ရကျွန်တော်ယူခဲ့တာ Fall Line Auto ကိုယူခဲ့ရ နောက်ပြီး Morientis Auto လည်းယူခဲ့ Morientis ကကြာဒီ Real Madrid တို့မှာတော်တော်လေးကို high ဖြစ်ခဲ့ player နောက်ပြီး Liverpool မှာလည်းအချင်းတော်တော်ကြာကြာဆော့ခဲ့ရမဟုတ်ပေမဲ့မဆိုးဘူးပေါ့နော်သူကနာမည်လည်းကြီးရတော့ကြာ Morientis Auto ရောယူခဲ့တော့ Morientis ကအော်တိုမှာသူကဒီတောင်လေးမှာထိုးပေးထားတွေ့ရတယ်။ဒါသူခေတုံးက Jersey Jersey မှာ Morientis name ဆက်နဲ့ ကျွန်တော်ထိုးခဲ့တာပါနော်ပွင့်ရင်ပြောမယ်ဆိုရင်ကျွန်တော်မလေးရှားမှာလာဆောင်တဲ့ United Squad ကတကယ်တကယ်တော့ဒီ squad အပြည့်စုံပါလာတာကျွန်တော်အမြင်ပြောမယ်ဆိုရင် European League မှာသူတို့ရှုံးတဲ့ကြောင့်ပြိတ္တတွေကိုချွေးသိမ့်တာပါနော်ချွေးသိမ့်ပြီးတော့အဲ့လို squad အစုံပါလာတကယ်တော့ European League မှာမပါလာဘူးဆိုရင်ကျွန်တော်ဒီ26ရက်နေ့မှ Premier League ပြီးပြီးတော့28ရက်နေ့ညနေအမီလာရတဲ့ squad ကအဲ့လောက်မများလောက်ပါလဲမပါလောက်ဘူးဆိုတော့ ပရိသတ်တွေရောကံကောင်းနေပဲပြောရမလားကံဆိုးပဲပြောရမလားကစားသမားတွေရောအစုံပါလာခဲ့တယ်ဒါပေမဲ့ယူဘာလီခလာရောမရခဲ့ဘူးပေါ့နော်ဆိုတော့အားလုံးပဲမလေးရှားမှာရှိနေတဲ့ main fan တွေနဲ့ enjoy the moment ဒီကူကြိုက်တဲ့ player တွေရှင်တပုံတွဲရခွင့်ရပါစေနောက်ပြီးတော့အနီးကပ်ဒါ once in a lifetime ပေါ့ပြောမှဆိုဘွားမှာတခါပဲကြုံရင်လည်းကြုံရမယ့်အခွင့်အရေးပေါ့ဒီလိုမျိုးမှာပြပြရှင်ရှင်နဲ့ကြည့်ခဲ့ပြီးတော့ဘေးခန္တာရခိုင်နဲ့ဘောလုံးပွဲကောင်းကောင်းကြည့်နိုင်ကြပါစေ အားလုံးပဲသားလှပနေတဲ့ပိုင်ဆိုင်ကြပါစေလို့ဒီကနေ့စုမုံအောင်တောင်းပေးလိုက်ပါတယ်။ Join ရဲ့ YouTube channel လေးကို like and subscribe လုပ်ဖို့လည်းမမေ့ပါနဲ့။ Join ရဲ့ video လေးကိုအဆုံးထိကြည့်ပြီးတော့အားလုံးကိုကျေးဇူးတင်ပါတယ်။ Bye bye ။